ိုင်ငံလုံးမှာပဲဒါရန်ကုန်မှာပဲရှိရဲ့ဒါဒိုင်းကားကိုပဲဟို Instagram ယူပြီးတော့ပဲဟိုဖန်တီးလိုက်မယ်ပေါ့အဲတိရတိုင်းပဲနိုင်ငံနဲ့ပြတော့ကအများကြီးရာကျော်ရှိရတဲ့မှာမှာအဲအားလုံးတီးမဲ့ဟာမျိုးဒီလူကြီးရောလူငယ်ရောလိုင်းကားလို့ပြောကြတယ်ဒီအောင်တော်ထမားဒီဘယ်လိုပြောမလဲပေါ်လာမဲ့လိုင်းကားနဲ့ပဲဆိုလို့ရှိရင်39ဘိုက်ပြီးဆိုတာအားလုံးဒါ ဟိုကျွန်တော်ပြောကြမလို့ပါတော့မင်းကသိမယ်ခင်ဗျအဲ့ဒါနဲ့ပဲကျွန်တော်အဲ့ idea လေးနဲ့ပဲတကယ်ကြီးရေးဒါလေးရောဒီလို shit ဆိုသူ skip ပုံစံလေးပြရဲပြောသူကလည်းအရန်ကြိုက်တယ်ဒီဟာကို winner ရအောင်ယူယူမှာပေါ့ဆိုတော့อืมဒီဝဲနည်းနည်းရော one day ပါကတော့ဆနာဝီလျံပြောလို့ပဲဆုရမရတဲ့ဒီအရာကို36ဆိုတာနဲ့ကိုယ်ကိုတန်းပြီးတော့မြင်သွားတာကိုပဲတကယ်ကိုကျင့်တတ်ပါတယ်လို့ ဝင်းနာရဲ့ကိုက်ယူလိုက်ရတော့မလားမြဲတဲ့လွဲနေရယ်မဟုတ်တော့ဘူးပြင်ဆင်ထားတဲ့35ဘိုက်ကိုတော့တော်ပြင်ဆင်ထားတာပွဲမလာခင်နဲ့ကပေါ့နော်ဝင်းနာစုကိုလုံးဝအောင်မှန်းထားတာဒါပေမဲ့လည်းနည်းနည်းလေးလွဲချော်သွားရတယ်ဒီကနေထက်မှန်ပြီးတော့တောင်းပန်ပါတယ်လို့ကြေလေးနေအခု39ဘိုက်ပူကြီးကိုဖန်တီးပေးထားတဲ့ဇင်ဝီလီယံကို ဒီကနေပြီးတော့တစ်ချက်လောက်ဖိတ်ခေါ်ပြရစေသူတယောက်တည်းနဲ့39ဘိုက်ပူကြီးဆိုတာဖြစ်လာအောင်လို့လုပ်ပေးတာပါသူပါဘလို့ idea လဲဆိုတော့ဒီတကယ်ချင်းကိုမေးရပေါ့နော်တကယ်ချင်းကတကယ်ချင်းနေဘေးဒေတိုင်းဒေသကြီးကိုစားပြရလဲဆိုတော့အဲ့ဒါနဲ့တကယ်ချင်းကနေပြီးတော့ဟိုရန်ကုန်တိုင်းဒေသကြီးကိုစားပြရပေါ့အဲ့ဒါနဲ့ရန်ကုန်ဆိုတော့ဒါတည့်ရတိုင်းပဲလေရန်ကုန်မှာကဟိုရန်ကုန်ဆိုရဲခက်ရှာဝှစ်ဆောင်ဆိုတာကအမှန်တမ်းပြောရင်ဟိုရှာအဖွေရနေခက်တယ်တမှာပါတယ်အဲ့တော့အဲဒီ ရန်ကုန်ဆိုတဲ့အရာလေးတစ်ခုပေါ့ဒါလေးကိုကြိတ်လိုက်တာနဲ့ဒီဝုစုံလိုကြိတ်လိုက်တာကရန်ကုန်တိုင်းဒေသကြီးဆိုတော့သူ announce လုပ်ဆောင်မလို့ပဲနဲ့ဒီ auto အလုံးတဲ့ဒီစိတ်ချမ်းတော့တိတာမှားလေးဖန်တီးပေးခြင်းတဲ့အကြောင်းမလို့အဲ့ဒါနဲ့ဟိုဟိုပေါ့ဒီကျွန်တော်အဖေနဲ့ဖုန်းပြောနေမှာအဖေကသူ့ရဲ့အုံငယ်ဘွားအဲ့လိုဘိုင်းကားကြီးအကြောင်းလေးပြောနေတယ်39ဘိုက်ပူကြီးပါလိုက်ခါကျတော့အော်ငါတို့ဒီဘိုင်းကားတွေပေါ့နော်ဒီရန်ကုန်တိုင်းမှာပြေးဆွဲပေးနေရတကယ်ဟိုရင်မောင်းနေရတကယ်ရင်မောင်းဦးလေးသူတို့ သူတို့မှန်တယ်ပြောနေသူတို့ဂုံတော့အားပြုတ်ပေါ့သူအဲ့ဒါအဲ့အွာကြီးပဲဟိုဒီတနိုင်ငံလုံးမှာပဲဒါရန်ကုန်မှာပဲရှိရဲ့ဒါဒိုင်းကားကိုပဲဟိုအစ်မန်ယူပြီးတော့ပဲဟိုဖန်တီးလိုက်မယ်ပေါ့အဲ့အဲ့လိုလိုပဲခါမှာလိုင်းကားနံပါတ်တွေကလည်းတည့်တိုင်းပဲလိုင်းကားနံပါတ်ကအများကြီးရာကျော်ရှိရတဲ့မှာမှာအဲအားလုံးတီးမဲ့ဟာမျိုးဒီလူကြီးရောလူငယ်ရောလိုင်းကားလို့ပြောကြတယ်ဒီအောင်တော်ထမားဒီဘယ်လိုပြောမလဲပေါ်လာမဲ့လိုင်းကားနံပါတ်ဆိုလို့ရှိရင်က39ဘိုက်ပူကြီးဆိုတာအားလုံးဒါ ဟိုကျွန်တော်ပြောကြမလို့ပါတော့အများကြီးသိမှတာအဲ့ဒါနဲ့ပဲကျွန်တော်အဲ့ idea လေးနဲ့ပဲတကယ်ကြီးရေးဒါလေးရောဒီလို shit ဆိုသူ skip ပုံစံလေးပြရဲပြောသူကလည်းအရန်ကြိုက်တယ်ပြောတကယ်ကြီးနေဒီအဖွဲအကုန်လုံးကလည်းဒါဒီမုတ်ဆိုင်နဲ့ဒါတက်စဉ်းစားလိုက်တာပဲဒါကလေးတွေပဲစဉ်းစားလိုက်တာဟာဆိုတော့လေအော်ဒါမစိုးဘောဒီအရင်လောက်ကြမယ်ဆိုပြီးတော့အဲ့ဒါလောက်ဖြစ်သွားပါခင်ဗျဟုတ်ကဲ့အဲအမှန်ပြောရင်တော့လေသူစိုးရတာမရတာကိုကျွန်တော်စိတ်ဝင်စားတော့ကျွန်တော်အဓိကစိတ်ဝင်စားတာကတော့သူဟာရန်ကုန်တိုင်းဒေသ ြီးရဲ့ကိုစားပြုရဲ့မယ်အဲသူရန်ကုန်တိုင်းဆိုရဲ့ this ကိုသူပြိတ္တိကို performance ကောင်းကောင်းနဲ့တကယ်အနှစ်သာရကိုသူချပြလိုက်လို့ရှိရင်ဒါသူကတောင်းဝန်ကျေပါဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့အဲ့ဒါကြောင့်လို့ကျွန်တော်သူ့အများကြီး stress လည်းမထားဘူးကျွန်တော်လည်းဒီဟာလွတ်တဲ့အချိန်မှာလည်းကျွန်တော် strict အများကြီးမထားဘူးကျွန်တော်ပို့ပါပါပဲလုပ်ခဲ့ကြရဲဟိုလူငယ်တွေပဲပေါ့ရှိရ idea တွေနဲ့ထုတ်ကြရဲဟိုကျွန်တော်တို့ကကျွန်တော်ကျွန်တော်ကမန်နေဂျာနဲ့ကျွန်တော် ဒီဇိုင်နာမဟုတ်ကျွန်တော်မိတ်ကက်ဆရာကျွန်တော်ဘုံမှာတစ်ခါမှလည်းပတ်ခုံမော်လည်းမတက်ခဲ့ဘူးတလို့အဲအဲအဲ့တစီဒီအဒပင်လည်းကျွန်တော်မထိုးခဲ့ဘူးအဲ့ကြောင့်မို့တကယ်ကြောင့်ပြောသေးရဲ့ဟိုအင်တာဗျူးရဲ့ဖြစ်ရခါကျတော့ငါတို့ဒီဇိုင်နာလို့မတုံးပါနဲ့လို့တကယ်ဟိုနှစ်နှစ်လာလာလေးလာခဲ့ဒီဇိုင်နာတွေကိုအမှန်တကယ်အားနာလို့အဲ့ကြောင့်မို့ဟိုဒါကျွန်တော်ကဒါဖန်တီးလိုက်တဲ့ဒါကျွန်တော် creator ကျွန်တော် creation တခုကိုကျွန်တော်ဖန်တီးကြတယ်ကျွန်တော်ကျွန်တော်ကိုကျွန်တော် creator လို့ပဲတက်မှတ်ပါတယ်ဒီဇိုင်နာလို့တော့မခံမှုမပါဘူးအမြင်နဲ့ top 3ကတော့အမြဲဝင်တယ် ဝင်ပြီးတော့ the first runner နဲ့ပဲကျင်းနေလိုက်ရတာဆိုတော့ final ညဆိုင်တော့ winner ယူချလိုက်ရင်ကောင်းမလားအဲ့လိုတော့စဉ်းစားထားရဲဆိုတော့အများကြီးမှန်တာတစ်ခုတော့တစ်ခုလို့ရှိရင်က winner ပဲသူ့တော်ပြောသေးရဲ့ဒီအရုံ winner ရအောင်ယူယူမှာပေါ့ဆိုတော့อืมဒီဝဲနည်းနည်းတော့1 day ပါပေါ့ဟုတ်ရဲ့ဟုတ်ပြရတယ်ပါစီလေးစီလေးအရန်အားရတယ်ဟိုမှာရနေခဲ့တာဒီဘက်ကလူတွေကကိုယ်ကင်မရာနဲ့ ဖုန်းနေနဲ့အကုန်လုံးချိန်ပြီးွားကြီးအကုန်ချိန်ပြီးွားကြီးအဲ့မှာတွေဟာအရန်ပြီးတော့ဒီကားဆိုတဲ့အရာမြန်မာနိုင်ငံမှာဘယ်သူမှမချပြရသေးဘူးဘယ်သူမှမလောက်ကသေးဘူးဆိုတဲ့အရာကိုချပြခွင့်ရတဲ့အတွက်တကယ်ဝမ်းသာပါတယ်အဓိကတော့ဆွနာဝီလျံပြောလို့ပဲဆုရမြတ်တဲ့ဒီအရာကို36ဆိုတာနဲ့ကိုယ်ကိုတန်းပြီးတော့မြင်သွားတာကိုပဲတကယ်ကိုကျဉ်းက်ပါတယ်လို့ ောင်းပန်ပါတယ်လို့ခဏခဏပဲ top 3ပဲဝင်ပြီးတော့အမြဲတမ်းပဲဒီလိုမျိုးပဲဖြစ်နေခဲ့တဲ့အတွက်ကြောင့်မလို့ final ညကြရင်တော့အကောင်းဆုံးအကောင်းဆုံးကျူးစားပါမယ်ပြောလို့ရှိရင်ပိုလို့16ရက်နေ့မှာလဲ preliminary ရှိပါတယ်အဲ့ခါကျရင်ရွှေချိုးတင်မှာ live အားပေးလို့ရပါရဲ့ရှင်ဟုတ်ပါဟုတ်အဲ ိတာလေးတွေတက်ထားတာလေးတွေနဲ့ဒါအကောင်းဆုံးချပြနိုင်အကောင်းဆုံးချပြနိုင်ခဲ့လို့ကိုယ့်ကိုယ်ထင်နေပေါ့နော်ဒါပေမဲ့လည်းဒါတိတ်ဆာကြည့်မယ်ဆိုလို့ဆိုရင်လိုအပ်ချက်တွေအားနည်းချက်တွေရောအများကြီးဟိုရှိပါတယ်တွေ့ရပါတယ်အဲ့အတွက်ကြောင့်မို့အဲ့လေးတွေကိုနားလေသိခံပေးပြီးတော့စစ်တဲ့စစ်ပြီးနဲ့ကြည့်ရှုပြီးတော့ပြည့်တဲ့ကြည့်ရဲကျေးဇူးများကျေးဇူးပါတယ်ကျေးဇူးတင်ပါတယ်